ဒီဆက်ပြီးတော့ဆွဲထားမယ်ဆိုတဲ့ပုံစံတော့ပေါ်ပါရှင့်အဲလက်ရှိဒီလက်ရှိဆိုရလက်ရှိဦးသိန်းနေဆိုရအနေနဲ့ကျမတို့အမှုတွေကိုအာကြေပနာတွေကိုပေါ့နော်နောက်နောက်တက်လာမယ့်အစိုးရကိုလွှဲပေးတဲ့ပုံစံမျိုးဒါဆက်ပြီးတော့သွားမယ်အဲ့တော့နောက်တက်လာမယ့်အစိုးရအထိဆက်သွားရမယ့်ပုံစံရှိရဆက်သွားနောက်တက်လာမယ့်အစိုးရကဒါဒီအမှုကိုဘယ်လိုပုံစံနဲ့အာဆုံးဖြတ်မလဲပေါ့နော်ကျမတို့ကိုဒီတိုင်းပဲဒီတရားဥပဒေအာဒီရှင်းနေတွေအပေါ်မှာတရားသူကြီးတွေအပေါ်မှာပဲဟိုလိုလက်ဆုံးဖြတ်ပိုင်ခွင့်ကိုပေးမလားဒါမှမဟုတ်လို့ရှိရင်တခြားပုံစံတစ်ခုနဲ့ဆုံးဖြတ်မလားတော့ကျွန်တော်တိကျကြတော့မသိနိုင်ပါဘူးဒါပေမဲ့ တည်ထားတာကတော့နိုင်ငံရေးဒီမိုကရေစီနိုင်ငံခုမှနိုင်ငံရေးကျင်းသာမရှိဘူးဆိုတော့အအမြင်လည်းရှိရဒီမိုကရေစီအစိုးရတဲ့တရအနေနဲ့ကတော့ကျတော်တို့ဒီနိုင်ငံရေးကျင်းသာပြဿနာဒီဖန်တီထိသိမ်းခံထားတဲ့တချောင်းလှုပ်လှုပ်ရှားသူတွေနဲ့ပတ်သက်တဲ့ပြဿနာတွေကိုတော့ထိရောက်ဆုံးဖြေရှင်းပေးနိုင်လိမ့်မယ်လို့တော့ပြောလဲပါတယ်ပညာရေးရဲ့ဟိုအမူအရ policy ကိုကျွန်တော်ပြောကြတယ်ဒီပုံစံတိုင်း သက်ပြီးကောင်းတဲ့ပုံမှာဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့မြန်မြန်ပို့ပြီးကောင်းအောင်ပို့ပြီးမြန်အောင်ကျွန်တော်တို့ကသူနဲ့ပူပေါင်းကြည့်နောက်လာမယ်ဆိုရင်ပူပေါင်းဆောင်တဲ့ပတ်ဖို့ပဲရှိတယ်။ဆိုတော့ကျွန်တော်တောင်းဆိုတာကလည်းဟိုအစိုးရကိုအမြဲတမ်းကလန့်တိုက်ခင်လို့ကျွန်တော်တို့ကတောင်းဆိုနေတာမဟုတ်ဘူး။ဟိုကျွန်တော်နိုင်ငံတကယ်ပညာတတ်တဲ့နိုင်ငံဖြစ်နေတယ်ကျွန်တော်တောင်းဆိုရဖြစ်တယ်လေ။ဒီစင်သာရင်းခံခြင်းပြုလို့ရှိရင်ကျွန်တော်ဈာမ်းမှာပုံစံတွေဖြစ်လာမယ်ဖြစ်မှာပါ င်မာကဟိုကဟာလွတ်လွတ်လပ်လပ်နဲ့ဟိုပြတ်ထမ်းလို့မရတဲ့အခြေခံဒီပုံတွေကရှိနေတယ်။ကျောင်းဟာတွေဆိုလို့ရှိရင်တော်တော်မှာကိုယ်ကိုယ်တင်သွင်းနိုင်တယ်။တက်မှသာဒါဟိုဟာတွေကပယ်ချဖို့ရှိတယ်။အဲ့လိုခါမျိုးကြတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဟိုကောင်းတယ်အများအတွက်ကောင်းမှန်ကွာအသေးကြပြီမဲ့လက်ကိုကောင်းတယ်ပေါ်လို့မရတဲ့ပုံတွေအများကြီးပဲရှိတယ်။အော်ကျွန်တော်တို့ပညာရေးကိုကျွန်တော်တို့အဓိကပြောနေတာဘတ်ဂျက်ဘတ်ဂျက်ဟာ20% 20%နော်နိုင်ငံကကိုရရဲ့ ရဲ့ဝင်ငွေတွေရဲ့ဆက်ရက်ကိုင်းကောင်းဆုံးပြောတယ်။တော့ပြောရမှာပါပဲ။အခုချိန်ကျတဲ့ဒီဘေးကိစ္စဖြစ်ပေါ်တယ်။အဲ့တော့ပညာရေးဟာလို့တောင်းတဲ့ကိုယ့်ရဲ့ကောင်းဆိုတာကပညာရေးက investment ဖြစ်တယ်။ရေရှည်ပြုတ်နေတာပြီးတော့နောက်နှစ်20လောက်မှာနိုင်ငံလုံးအကျိုးရှိတာပဲ။နောက်တစ်ခုကပညာရေးတောင်းတဲ့ကိုတောင်းဆိုခြင်းအဖြစ်တစ်ခါမှာမတရားတောင်းဆိုနေတဲ့ပြည်သုံးနိုင်ငံကိုချွတ်ချာပြီးတာဖြစ်တယ်။ပေါ့နော်ဦးသိန်းဆွေးရတက်လာတဲ့အချိန်မှာတော့ကျွန်တော်ဟာဒီပြည်သူတွေတကယ်ကိုအာ အဲကြောက်ကောင်းလောက်အောင်ပေါ့နော်ဟိုမိန်းကုန်းနေပြောတယ်ကျွန်တော်တို့တချို့အဲဒီဖြေလျှောက်ပေးမှုတချို့ကလည်းတော်တော်လေးကိုကျွန်တော်တို့အလုပ်ဖြစ်လုပ်ဖြစ်နိုင်တယ်လို့ယူဆရတဲ့ပေါ်ရန်ဖြေလျှောက်မှုတွေတခုတချို့ဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီပေါ်မှာလည်းကျွန်တော်တို့အချို့အလုပ်တွေကိုထိုင်လျောက်လုပ်လာနိုင်တာလေးရှိပါတယ်ဒါပေမဲ့တကယ်တမ်းအစိုးရတကယ်သွားနေရဲ့ဖြေလျှောက်ပေးမှုတွေက ပေါ်ရင်တက်တက်ဖြစ်ပြီးတော့နိုင်ငံကမှပြကောင်းအောင်လုပ်ထားတဲ့အဖြေရောက်ပေးမှုအချို့သာဖြစ်နေပြီးတော့တကယ်တမ်းကျမတို့တိုင်းပြည်အပြောင်းလဲအတွက်တိုင်းပြည်အတွက်အရေးကြီးတဲ့ဖြေရောက်ပေးမှုတွေမရှိတာကိုကျမတို့တွေ့ရမှာအမကန်ချင်းရှိရဖြေရောက်ပေးမှုတွေမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့အစိုးရရဲ့အဆုံးသတ်မှာတော့တကယ်ကိုအာဒီကားနှစ်တာကာလအဆုံးသတ်မှာတော့ရုပ်စိုးကြီးတက်မှုတွေတောက်လျှောက်ဖြစ်ပွားခဲ့တယ်